မင်္ဂလာပါရှင်မြစမရဲ့သတင်းတူသတင်းမှားများကိုတိုက်ဖြတ်ခြင်း misinformation buster season ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့ဂျူချမ်းပါ။ဒီတစ်ပတ်မှာတော့ရန်ကုန်မှာဆောက်လုပ်နေတဲ့ဒလာဒရာကျိုးသွားပြီဆိုတဲ့သတင်းအမှားပီယန်နိုကစစ်တုပ်ပန်းတွေကိုတပ်ဖြတ်တဲ့ရုပ်သံဖိုင်ကိုဝါရဖြန့်ဖို့ဆင်းရိုက်ထားတဲ့ဆိုပြီးတော့ဖြန့်ဝေနေတဲ့သတင်းအမှားမြဝရီလန်ပြူပြီဆိုပြီးတော့ AI နဲ့ပြန့်ဝေထားတဲ့သတင်းအမှားနဲ့ပြီးခဲ့တဲ့မေလအတွင်းပြန့်နှံ့ခဲ့တဲ့သတင်းအမှားတွေအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာပါရှင် ရန်ကုန်မှာလက်ရှိဆောက်လုပ်နေတဲ့ရန်ကုန်ဒလမြေကူဒရာကျိုးသွားပြီဆိုတဲ့သတင်းရှုပ်ထောင့်ဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ဂျွန်ဂျွန်ဆိုတဲ့ Facebook အကောင့်ကနေဂျွန်လာ3ရက်နေ့မှာရန်ကုန်မြို့ဒလဒရာကျိုးသွားပြီ3ရက်နေ့6လပိုင်း2025လို့ရေးထားပြီးတော့ရုပ်ထောင့်ဖိုင်တစ်ခုကိုဖြန့်ဝေထားတာပါ။အဲ့ဒီရုပ်သံဖိုင်နယ်မှာရေစည်းနဲ့အတူမျောလာတဲ့ကုန်တင်သင်းမောတွေကတရားဒဇင်းကိုဝင်တိုက်နေတာကိုတွေ့ရပါတယ်။ဒီသင်းမောတွေကတရားရဲ့လက်ရန်ကိုဝင်တိုက်ပြီးတော့လက်ရန်ကျိုးသွားတာတွေပါဝင်ပါတယ်။ နမိနစ်ကြော်ကြားတဲ့ဒီရုပ်သံဖိုင်ကိုစိုက်နှစ်သက်သူ3000ကျော်နဲ့ကြီးစုသူဟာ3သိန်းနီးပါးအထိရှိနေပြီဖြစ်တယ်လို့ပြန်လည်မျှဝေသူဟာ482ယောက်ထိရှိနေပြီဖြစ်ပါတယ်။ဒါအပြင်ဒီ post ကိုပြန်လည်ကူးယူဖော်ပြသူတွေလည်းရှိနေပါတယ်။ဒီရုပ်သံဖိုင်ကို screenshot ရယူပြီးတော့ပုံတွေရဲ့ဇက်မြက်ကိုရှောက်ဖွေတဲ့ Google Image Search မှာရှောက်ဖွေစစ်ဆေးတဲ့အခါမှာရုပ်သံဖိုင်အဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ ABC သတင်းဌာနကလည်း X လိုမှုကွန်ရက်မှာမာရီကီနာမျက်ရက်အားကောင်းတဲ့ရေးစီးကြောင်းကြောင့် တင်မောရီနဲ့ဆက်လီရီဟာမနီလာမြို့ကတရားသတင်းစင်းကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့2024ခုနှစ်ဇူလိုင်လမှာအခုပြတ်နေတဲ့ရုပ်သံဖိုင်နယ်ပဲဖော်ပြထားပါတယ်။မာရီဂီနာမြစ်ဆိုရာကဖိလစ်ပိုင်နိုင်ငံအရှိတ်ကမြို့တော်မနီလာကိုစီးဝင်တဲ့မြစ်တစ်ခုလည်းဖြစ်ပါတယ်။ဒီရောက်တဲ့ final ပဲ MSN သတင်းဌာနကနေလဲ2024ခုနှစ်ဇူလိုင်လမှာပဲအလားတူသတင်းကောင်းဆယ်မျိုးနဲ့သတင်းဖော်ပြထားခဲ့တာကိုလည်းတွေ့ရှိရပါတယ် ဒါကြောင့်ရန်ကုန်ဒလမြစ်ကူဒရာကျိုးသွားပြီဆိုတဲ့သတင်းရှုပ်ထောင့်ဖိုင်ဟာအရင်ကဖြစ်ခဲ့ပိုးတဲ့တခြားနိုင်ငံကရှုပ်ထောင့်ဖိုင်အဟောင်းကိုပြန်လည်ကူးယူပြီးတော့လို့ဒလိုပုံဖော်ဖန်တီးထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်လက်ရှိစားလုံးနေစေဖြစ်တဲ့ဒီဒလမြစ်ကိုဒရာဟာ NLD အစိုးရလက်ထက်မှာစတင်ခဲ့တဲ့ project တစ်ခုဖြစ်ပြီးတော့ COVID-19 အာဏာသိမ်းကာလတွေမှာခေတ္တရနာထားခဲ့ရပါတယ်။အခုချိန်မှာစားလုံးရေလုပ်ငန်းတွေပြည်လူနေပါဖြစ်နေပြီလို့ BBC မြန်မာဘိုင်းရဲ့သတင်းဖော်ပြချက်အရသိရပါတယ်ရှင်။ အခုနောက်ထပ်အနေနဲ့ PNO ကစစ်တုပ်ပန်းတွေကိုတပ်ဖြတ်တဲ့ရုပ်တံဖိုင်ကိုဝါရဖြတ်မှုဆင်ရိုက်ထားတဲ့ဆိုပြီးတော့ပြန့်ဝင်နေတဲ့ကြတဲ့သတင်းအမှားအကြောင်းကိုဆက်ကြည့်အောင်ပါစီဇာမြို့မှာ PNLO PNLC ကနေဖမ်းဆီးရမိခဲ့တဲ့စစ်တုပ်ပန်းတွေကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့ကရရက်ဆက်ဆက်တပ်ဖြတ်ခဲ့တဲ့ရုပ်တံဖိုင်တခုထွက်ပေါ်ခဲ့ပါတယ်။ဒီရုပ်တံဖိုင်ထွက်ပေါ်ပြီးတဲ့နောက်မှာစစ်တပ်ကိုထောက်ခံတဲ့လော်ပီတွေကဒီဖိုင်ကိုဇလန်းစင်ရိုက်ကူးထားတာဖြစ်တယ်လို့ဖြန့်ဝေနေကြပါတယ်။ Digital Nation ဆိုတဲ့ Telegram Channel ကနေ PNL စစ်တုပ်ပန်း၄ရောက်ကိုစစ်တပ်နဲ့ PNO ပြည်သူစစ်ကပစ်တပ်ပါတယ်ဆိုပြီးတော့ line ပေါ်မှာဝါရဖြန့်နေကြတယ်ဆိုပြီးတော့ဇွန်လ၁ရက်နေ့မှာရေးသားဖြန့်ဝေထားတာပါဒီအကြောင်းအရာဟာ Telegram Channel နဲ့ Group 16ခုမှလည်းပြန့်နှံ့နေပါတယ်မင်းသမားက DeFi နဲ့ပတ်သက်ပြီးတော့အချက်လက်စစ်ဆေးခဲ့ပါတယ်ဒီရုပ်တံကို PNL ရဲ့ပြန်ကြားရေး channel ဖြစ်တဲ့ Telegram channel မှာဇွန်လ၁ရက်နေ့ကဖော်ပြထားပါတယ် လွတ်လပ်ပြီးတော့အမိခိုကင်းတဲ့မီဒီယာတွေကနေလည်းဒီအကြောင်းကိုသတင်းရှင်းသားဖော်ပြထားကြပါတယ်။အဲဒီရုပ်သံဖိုင်ဟာတော်လင်းအင်အားစုတွေဖမ်းမိထားတဲ့စစ်ကောင်စီစစ်တုပ်ပန်းစစ်သားရဲ့ဖုန်းထဲကနေတွေ့ရှိရတဲ့ရုပ်သံဖိုင်ဖြစ်ပါတယ်။ဒါကိုလည်းစစ်တုပ်ပန်းကတပ်တွေထွက်ဆိုထားတာကိုတွေ့ရပါတယ်။ဒီဖြစ်စဉ်ဟာ2025ခုနှစ်ဇန်နဝါရီ22ရက်နေ့မှာစီစာမြို့နယ်ထီဆုံကျေးရွာအနီးမှာဖြစ်ခဲ့တဲ့အတိုက်ပွဲမှာ PNO ဘက်ကဖမ်းဆီးရမိခဲ့တဲ့စစ်တုပ်ပန်းတွေဖြစ်ပါတယ်။ ဇန်နဝါရီ23ရက်နေ့မနက်အထိအသက်ရှင်နေပြီးတော့ညပိုင်းမှာတော့တည်ဆုံနေတဲ့ရုပ်အလောင်းတွေကိုထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ဒီလိုထုတ်ပြန်ထားတဲ့ဇန်နဝါရီလကဖြစ်စဉ်ပုံတွေကိုစစ်ကောင်စီရဲ့ lobby channel ဖြစ်တဲ့မိုင်းဝေ Telegram channel မှာဇန်နဝါရီ24ရက်နေ့မှာဖော်ပြထားတာကိုတွေ့ရပါတယ်။လက်ပြန်ကျိုးတုတ်ခံထားရတဲ့စစ်တုပ်ပန်း9ရောက်ပုံနဲ့အတူတက်နက် uniform ပုံတွေနဲ့အတူဖော်ပြထားတာပါဒီပုံတွေရအောက်မှာ2025ဇန်နဝါရီ23ရက်နေ့မနက်8:00နာရီ9မိနစ်လို့နေ့ရက်နဲ့အချိန်ကိုဖော်ပြထားပါတယ် ပုံထဲမှာပါဝင်တဲ့သူတွေနဲ့ရုပ်သံထဲမှာပါဝင်တဲ့သူတွေကိုတိုက်စစ်တဲ့အခါမှာအစိမ်းရောင်ပြောင်းဝတ်ထားသူအင်းစီလက်ခောက်ထားပြီးတော့ပျောက်ကြားဝတ်ထားသူဖနက်အမဲနဲ့ပျောက်ကြားဝတ်စုံဝတ်ထားသူအပေါ်အင်းကြီးအစိမ်းပြောင်းနဲ့ဘောင်းဘီပျောက်ကြားဝတ်ထားသူဒီလီရောက်ဟာတူညီနေပါဗျ။နောက်ထပ်တစ်ခုကတော့စစ်ခွေးတင်ကြိုင်းနာမည်နဲ့ Telegram Channel ကနေဇန်နဝါရီ14ရက်နေ့မှာဖော်ပြထားတဲ့ပုံတွေပါ။ တေဆုံးသူ9ယောက်ပုံနဲ့ကျိုးရီတွက်လျက်ချီထားတာတူညီပြီးတော့အစိမ်းရောင်ပြောင်းပေါင်းပြီးဝတ်ထားတဲ့တောက်ဆုံးတစ်ယောက်ကိုခြေတလုံးမှာကျိုးချီထားတာတူညီပါတယ်။နောက်ပြီးတော့ဒီ9ယောက်ရဲ့အရာအမောင်းဟာလည်းတူညီနေပါတယ်။ထပ်ပြီးတည်ကြတာတစ်ခုကတော့ပုံရအောက်ခြေမှာဇန်နဝါရီ23ရက်09:49လို့ရိုက်ကူးတဲ့အချိန်ပါဝင်နေတာပါ။ ပေါကလေးကစုံစမ်းစစ်ဆေးတာတွေလုပ်ပြီးတော့ဖော်ပြလေးရှိတဲ့ TNIS ဆိုတဲ့ page ကနေလည်း PNL တပ်သားတွေပြစ်သက်ခံရတဲ့ဖြစ်စဉ်ဟာဘယ်အချိန်ဘယ်နေရာမှာဖြစ်ခဲ့သလဲဆိုတာကိုဖော်ပြထားပြီးတော့ဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့နေရာနဲ့အချိန်တွေကိုအတည်ပြုပြီးတော့စစ်ကောင်စီရဲ့အပေါင်းအပါတွေကကျူးလွန်ခဲ့တဲ့ဖြစ်စဉ်အဖြစ်အတည်ပြုထားပါတယ် ဒါကြောင့်တရုတ်တံဖိုင်နဲ့ဖြစ်စဉ်ဟာစစ်ကောင်စီလော်ဘီတွေကဖြန့်ဝေနေတယ်လို့ဝါရဖြန့်ဖို့ဆင်ရိုက်ထားတာမဟုတ်ပဲဖမ်းဆီးခံခဲ့ရတဲ့ PNL PNL စစ်တပ်ပန်းတွေကို PNO ပြည်သူ့ဆက်ပူပေါင်းတပ်ဖွဲ့တွေကအမှန်တကယ်ပြစ်ခတ်ခဲ့တဲ့ရုတ်တံဖိုင်ပဲဖြစ်ပါလေ။ဂျာဒီအိုတိုအခြေအနေပေါ်မူတည်ပြီးတော့ပြန့်နှံ့ခဲ့တဲ့သတင်းမှားတစ်ခုအကြောင်းနဲ့ဆက်ချင်ပါသေးတယ်။မြရီမျိုးအာရှလမ်းမကြီးပြိုကြလို့ကားရည်ရေးတဲ့မျောပါသွားတဲ့ဆိုတဲ့သတင်းနဲ့အတူရုတ်တံဖိုင်အကြောင်းမှာ မောင်စိုးဝင်းနာမည်နဲ့ Facebook အကောင့်ကနေဇွန်လ၁ရက်နေ့မှာကရင်ပြည်နယ်မြောက်ရီလန်းတောင်ပြိုကျလမ်းပျက်စီးပြီးတော့ကားတွေအများကြီးပျက်စီးကုန်တယ်6လပိုင်းတရက်နေ့2025ညနေ4နာရီခွဲအချိန်လိုရွှေ့သားပြီးတော့ရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားတာပါဒီဖိုင်ကိုကြည့်ရှုသူနှစ်တန်းကျော်ရှိနေပါပြီဒါကိုဇွန်လ2ရက်နေ့မှာ Voice of Myanmar VOM Media ကနေလည်းမြောက်ရီအာရှလမ်းမှာမြေပြိုကျပြီးတော့ကားတွေရေထဲမျောပါသွားလို့သတင်းဖော်ပြခဲ့ပါတယ် သတင်းထဲမှာလည်းဂျွန်လာ၁ရက်နေ့ညနေပိုင်းမှာမြောက်ရီအာရှလန်မှာလမ်းပြိုကျမှုဖြစ်ပွားပြီးတော့ကားအများစုတောင်အောင်ပြုတ်ကြကချောင်းရီတဲ့မျောပါသွားတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။လမ်းရဲ့ဘယ်အပိုင်းပြိုကျတယ်ဆိုတာအတိအကျမပါပါဘူး။ဒီသတင်းကို VOM ကနေနိုင်ရီပိုင်းအတွင်ပြန်လည်ဖြုတ်ချခဲ့ပါတယ်။ဒါပေမဲ့ဒီရုပ်တံကိုအချိန်အရအတိအကျမဖော်ပြဘဲနဲ့ဘရာဇီးလ်နဲ့နီပေါ်ကရုပ်တံဖိုင်တွေအဖြစ် YouTube နဲ့ Instagram တွေမှာဖြန့်ဝေနေတာတွေကိုလည်းတွေ့ရပါဗျ။ ဒေတောင်းရတွေဟာမှားယွင်းနေတယ်လို့ဗီဒီယိုဖိုင်ကလည်း AI ဉာဏ်ရည်တုနည်းပညာနဲ့ဖန်တီးထားတာဖြစ်တဲ့အကြောင်းကိုမြစ်စမကစစ်ဆေးတွေ့ရှိရပါတယ်။မြောက်ရီအာရှလန်မာကြီးအခြေအနေနဲ့ပတ်သက်ပြီးတော့ရန်ကုန်မြောက်ရီကုန်တင်ကမောင်းတဲ့ကားဆရာတယောက်ကိုမြစ်စမကဂျွန်လာ၂ရက်နေမှဆက်သွယ်မေးမြန်းခဲ့ပါတယ်။ရန်ကုန်မြောက်ရီကိုသွာလာနိုင်တဲ့လမ်းတွေအထက်မှာတိုက်ပွဲတွေနဲ့လမ်းပြက်စီးတာတွေကြောင့်မြောက်ရီဒေါနာတောင်အာရှလမ်းဟောင်းတစ်ခုတည်းကိုပဲအရင်ကတည်းကသုံးလို့ရနေတာဖြစ်ပြီးတော့အဲ့ဒီလမ်းကိုမေလ2ရက်နေ့အထိဆက်လက်သွာလာအသုံးပြုလို့ရနေစေဖြစ်တယ်လို့သိရပါဗျ။ မိုးရသည်ဖြစ်တဲ့အတွက်တချို့နေရာတွေမှာလမ်းမကောင်းလို့ကားအသေးသွားလာဖို့ခက်ခဲတာကားမတော်တဆဖြစ်တတ်တာမျိုးရှိတယ်ဆိုပေမဲ့ကားတစ်စီးလုံးချောင်းရည်တဲ့မျောပါရလောက်တဲ့အထိအခြေအနေမဆိုးဘူးလို့ကားသမားကပြောပါတယ်။ရုပ်သံဖိုင်ကိုလေ့လာကြည့်မယ်ဆိုရင်လည်းကတ္တရာလမ်းနဲ့မြင်းနီလမ်းဟာတွဲလျက်ရှိနေပြီးတော့မြင်းနီလမ်းဟာရေတိုက်စားမှုကြောင့်ပြိုကျပျက်စီးနေပြီးရေတွေတလဟောစီးဆင်းနေပေမဲ့ဘေးကက်လျက်ကတ္တရာလမ်းဟာပုံမှန်အတိုင်းပျက်စီးမှုမရှိဘဲကားတွေပုံမှန်သွားလာနေတာကိုတွေ့ရပါတယ်။ဒါဟာရုပ်တိမကြပါဘူး။ ျက်စီးနေတဲ့မြေနီလန်းရဲ့ကုန်းမြေလက်ကျန်အပိုင်းစားမှာကားတွေရပ်ထားတာကိုလည်းတွေ့ရပါဗျ။ဒီကားတွေကိုရေတွေကဝင်တိုက်နေပေမဲ့မျောပါနေတာမျိုးမတွေ့ရပါဘူး။နောက်ပြီးတော့ဒီလိုတင်ကျန်နေတဲ့ကားကိုဝိုင်းပြီးဆွဲတင်တာလွင်အားသုံးတာမျိုးလည်းမတွေ့ရပါဘူး။နောက်တစ်ခုကမတော်တဆမှုတွေဖြစ်ရင်ဖြစ်လေဖြစ်တာရှိတဲ့လူတွေဝိုင်းအောင်ကြည်နေတာမျိုးလည်းရှိမနေပဲဘေးကကားတွေကဖြတ်တမ်းမြဲဖြတ်တမ်းဆဲတွာလာနေကြတာဖြစ်ပါတယ်ရေရီစီစဉ်လာနေတဲ့လမ်းကြောင်းကိုကြည့်မယ်ဆိုရင်လည်းကတ္တရာလမ်းဘက်ကဖြစ်ပြီးတော့ ညစ်တွေချောင်းတွေကိုမတွေ့ရပါဘူးဒီလိုရုတ်တိမကြတဲ့ဖြစ်ရတဲ့ကြောင့်ဒီရုတ်တာဟာညံရီတုနှီးပညာ AI နဲ့ဖန်တီးထားတာဖြစ်တဲ့အကြောင်းကောက်ချက်ချနိုင်ပါတယ်ဒီရုပ်တံဖိုင်ကို U4G ဆိုတဲ့အကောက်ကနေမေလ28နေ့ကလေးကရေကြီးချက်ကကြောက်စရာကြီးဆိုပြီးတော့အစောဆုံးပြန်ဝေထားတာကိုတွေ့ရပါတယ်။နေရာဒေသအချိန်ကိုတော့ဖော်ပြမထားပါဘူး။ဒီအကောက်ကိုလေ့လာကြည့်မယ်ဆိုရင်လည်းတခြား AI နဲ့ဖန်တီးထားတဲ့ရုပ်တံများစွာကို ဖော်ပြထားတာတွေ့ရမှာပါ။ လက်ရှိမှာမိုးရသည့်ကာလဖြစ်တာနဲ့အညီမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေကြီးရေလျှံတာလမ်းပျက်စီးတာတွေဖြစ်တတ်ပါတယ်။ဒါပေမဲ့မြောက်ရီအာရှလမ်းမကြီးမှာဒီသတင်းတွေပြန့်နှံ့နေတဲ့နေ့အထိသွာလာနိုင်နေသေးပြီးတော့ရုပ်တံတွေကလိုမျိုးရေကြီးလမ်းပျုံမှုဖြစ်စဉ်မရှိပါဘူး။ဒါကြောင့်မြောက်ရီအာရှလမ်းမကြီးပြိုကျလို့ကားတွေရေထဲမျောပါသွားတယ်ဆိုတဲ့သတင်းဟာပြည်လေးဖြစ်တာရှိတဲ့ဖြစ်စဉ်အပေါ်ခြေခံပြီးတော့တိုးတက်လာတဲ့ AI နည်းပညာကိုအသုံးပြုကဖန်တီးဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ ။အခုနောက်ဆုံးအနေနဲ့ပြီးခဲ့တဲ့မေလမှာဘလို့တဲ့အမှားတွေပြန့်နှံ့ခဲ့တယ်လဲဆိုတာကိုပြန်ပြီးပြောပြပေးသွားမှာပါ။မေလာတယ်မှာအိုးထိန်တွင်ကြေးရွာစာတင်ကြောင်ပုံကျဲခံရမှုနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့လိမ့်လဲထုတ်ပြန်ချက်တွေဟာအတော်လေးကိုလူမှုကွန်ရက်မှာအပြစ်တင်စရာတွေဖြစ်ခဲ့ပါဗျ။ ။အိုးတိမ်တွင်ကျေးရွာစာတင်ကြောင်ကိုစစ်ကောင်စီကသူတို့ဘုံကျဲတာမဟုတ်ဘူးလို့ပြောင်ရင်းနေပေမဲ့တစ်ဖက်ကစစ်တပ် lobby တွေကလည်းစာတင်ကြောင်တွေမှာ PDF တွေရှိလို့ဘုံကျဲရတာဖြစ်တဲ့အကြောင်းစသဖြင့်မျိုးစုံနေအောင်ဖြန့်ဝေနေခဲ့ပြီးတော့ lobby တွေကတော့တနေ့တစ်ဖုံနဲ့စစ်ကောင်စီကဘုံကျဲတာကိုအတီးပြုတ်နေတာကိုလည်းတွေ့ရပါဗျ။နောက်ထပ်အနေနဲ့စစ်တပ်ရဲ့ MI17 ရဟယံဆက်ချွတ်ရင်းလို့ပြကြရဲဆိုပြီးတော့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါဟာကရရေကဖြစ်ကြလို့ပြတ်ကြခဲ့တဲ့အကြောင်းစစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။ဒါနဲ့တဆက်တည်းမှာပဲရဟန်းရင်ပြစ်ချနိုင်ခဲ့တဲ့တပ်သားတွေကိုကရရေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကွန်မော်ကသိန်း300ဆူချရတဲ့ဆိုတဲ့သတင်းအမှားတွေရဟန်းရင်ပြစ်ချနိုင်တယ်ဆိုပြီးတော့ရုတ်တံဖိုင်အဟောင်းနဲ့ဖြန့်ဝေတဲ့သတင်းအမှားတွေထပ်မံထွက်ပေါ်ခဲ့ပါတယ်။ ိုက်ပွဲတရမ်းမှအနေနဲ့ဖိလစ်ပိုင်မှာဖြစ်ခဲ့ပူးတဲ့ရုပ်တံဖိုင်တစ်ခုနဲ့ဗမောကရတိုက်ပွဲရုပ်တံဖိုင်အဖြစ်ဖြန့်ဝေနေတာရှိသလို TNL က PDF တွေကိုရရဆက်ဆက်တတ်တယ်ဆိုတဲ့ရုပ်တံဖိုင်ဟာတရမ်းမှဖြစ်တဲ့အကြောင်းတွေစစ်စစ်အတည်ပြုနိုင်ခဲ့ပါတယ်ငလင်တဲ့နဲ့ပတ်သက်ရင်တော့ထိုင်ဝမ်မှာငလင်လှုပ်လို့တောင်ပြိုကြတယ်ဆိုတဲ့ရုပ်တံဖိုင်အဟောင်းဟာအရင်ကဖိုင်အဟောင်းကိုပြန်ပြီးအသုံးပြုပြီးဖြန့်ဝေထားတဲ့သတင်းမှားဖြစ်ပါတယ်။နိုင်ငံတကာသတင်းနဲ့အတူဖြန့်ဝေတဲ့သတင်းမှားတွေကတော့ sorry ကိုဖျားဖို့သွားတဲ့လေရင်ပြတ်ကြတယ်ဆိုတဲ့ရုပ်တံဖိုင်သတင်းအမှားနဲ့ ဇလန်စကီကိုတွားတွေ့တဲ့ပြင်သစ်တဲ့တခြားနိုင်ငံခေါင်းဆောင်တွေမူရစေတုံးတယ်ဆိုတဲ့သတင်းမှားတွေကိုစစ်ဆေးနိုင်ခဲ့ပါတယ်စကောင်းဆောင်မြောင်းလာရဲ့တာအောင်ပြေဆောင်ဟာ UK မှာဖမ်းခံရတယ်ဆိုပြီးတော့သတင်းမှားတွေလည်းပြန့်နှံ့ခဲ့ပါသေးတယ်။အထုပ်ပြောရမယ်ဆိုရင်တော့မေလမှာပြန့်နှံ့ခဲ့တဲ့သတင်းတွေအထက်မှာစစ်ကောင်စီရဲ့လိန်လဲထုတ်ပြန်ချက်တွေဟာလူစိတ်ဝင်စားမှုအများဆုံးရှိခဲ့တဲ့သတင်းဖြစ်ပြီးတော့တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းမှားတွေနဲ့အတူသဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးငလင်သတင်းမှားတွေကပြန့်နှံ့ခဲ့ပါရဲ့ရှင်။ ဒါကတော့မင်းသမားကတပတ်အတွင်းစစ်ဆက်ထားတဲ့အကြောင်းအရာတွေကိုကျွန်မဂျူထန်းကစူးစိတန်ဆက်ပေးခဲ့တာပါပြည်သက်တွေအနေနဲ့စစ်ဆေးစစ်ကျင်တဲ့သတင်းတွေတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်တန်လျာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့အချက်လက်စစ်ဆေးသူတွေစီကိုဒီလင်လေးကနေတဆင်ပေးပို့ကြဖို့ဖိတ်ခေါ်ပါရစေ။တိရွှာပေးခဲ့ကြတဲ့ပြည်သက်တွေအားလုံးသဘာဝပေးစစ်ပေးကနေကင်းဝေးပြီးတော့သတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင်။ Global Media ရဲ့ဆက်လက်ချက်တင်ပြဖို့ ရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမားတီဗီ YouTube Channel မှာမမဝူတင်ခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအပြုပြီးဖိတ်ခေါ်လိုက်ပါစေ။